ဒေါ်လန်ရေးမှာတထည့်ဖြစ်အောင် လုပ်ကြဒေါ်လန်ရေးမှာတထည့်ဖြစ်အောင် လုပ်ကြအဲ့ဒီကောင်းစဉ်ကိုကြားကြခြင်းနည်းနည်းတော့မျိုးလုံးပြုသွားကြပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒေါ်လန်ရေးမှာတထည့်ဖြစ်အောင်လုပ်ကြမှဖြစ်မယ်ဆိုတာအမှန်တရားပါဘလို့တထည့်ဖြစ်အောင်လုပ်မလဲဒေါ်လန်ရေးခေါင်းစဉ်ပြအလူငွေတွေပုံးပြီးတထည့်ဖြစ်အောင်လုပ်ခိုင်းတာမျိုးမဟုတ်ပါဘူးကိုတက်ကြွနဲ့အသိပညာအတတ်ပညာတမအားစီဝါကြကြအတက်မွေးဝမ်းချောင်းနဲ့ တတိဖြစ်အောင်လုပ်ရမယ်လို့ဆိုလိုခြင်းပါဘာကြောင့်ပါလဲ2021ကနေ2025ခုနှစ်အထိလင်းနေတာကာလအတွင်းမှာတော်လန်ရေးဟာအတော်လေးခရီးပောက်ခဲ့ပါတယ်လွန်လေပြီးတော့ဆက်အာနာရှင်တော်လန်ရေးမျိုးဆက်ခစ်တရားထက်ပို့ပြီးတော့ခီးပောက်ခဲ့တာကတော့တမိုင်းကတက်သေးပါအဲ့တော့ဒီလိုအခြေအနေဖြစ်လာဖို့ကစိတ်ထက်တွေခံယူချက်တွေဤပညာတွေလူအင်အားလက်နက်စတာတွေအပြင် အရေးအကြီးဆုံးဖြစ်ခဲ့တာကတော့ပတ်စံပါလီနီတာကာလအတီးတီးသောတော်လှန်ရေးအဖွဲ့တွေကပြုလုပ်တဲ့ကမ်ပိန်းတွေကိုကြီးကျင်းအားဖြင့်ငွေဟာတော်လှန်ရေးတဲ့ပါဝင်ကြတဲ့လူငယ်တွေရဲ့အသက်တွေအတွက်ဘလောက်ထိအရေးပါတယ်လဲတော်လှန်ရေးမှာအတုံးချနေရတဲ့နည်းပညာတွေအတွက်ဘလောက်ထိအရေးပါတယ်လဲစစ်ရေးမှာဘလောက်အရေးပါတယ်လဲစစ်ဟာပတ်စံရှိမှ တိုက်နိုင်တာပါအခုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတက်ဆင်ထားသမျှလက်နက်ကြီး equipment စစ်ဝတ်စုံအားလုံးဟာငွေနဲ့ဝယ်ရတာပါဒီငွေတွေဟာလည်းပြည်တွင်းပြည်ပတော်လှန်သူတွေစီကနေစီးဆင်းလာခဲ့ကြတာပါဒီအတွက်လည်းတော်လှန်ရေးထဲမှာပါဝင်လာကြတဲ့အမှုပညာရှင်တွေထင်ပေါ်ကြော်ကြားသူတွေဟာသူတို့ရဲ့ထင်ပေါ်ကြော်ကြားမှုကိုအသုံးပြုပြီးတော့ကမ်ပိန်းမျိုးမျိုးပြုလုပ်ပြီးငွေရှာပေးကြပါတယ်အဲ့ဒီငွေတွေကဘယ်ရလာလဲ တော်လိုင်းရေးကိုထောက်ခံတဲ့ပြည်တွင်းပြည်ပလူတို့လူဒန်းစားအလွှာအတိအသီးစီကနေလာပါလေဒေါ်လာ တောင်းချီရနေတဲ့ NGO အရာရှိပါမယ်စင်ကာပူက software engineer ပါမယ်ဘန်ကောက်ကဗမာစားတောက်ဆိုင်ပန်းရှင်ပါမယ်ဂျပန်ကစပွဲတို့ပါမယ်အိုမန်ကအိမ်အကူမလေးပါမယ်ဗမာပြည်တဲကစေးဆိုင်ပန်းရှင်ပါမယ် US ကတက်စီမောင်းနေသူပါမယ်မဲဆောင်မှာထိုင်းထီရောင်းနေတဲ့ စီရီယန်ဆီယမ်မလည်းပါမယ်။ lightsaber ရောက်နေတဲ့ TikTok ဆယ်လီလည်းပါမယ်။ Facebook မှာဖျားသားတွေလှိမ့် share နေတဲ့ band manager လည်းပါမယ်။ teacher တာတော့သူတို့ဟာဆက်အနာရှင်ကိုမကြိုက်လို့ဒေါ်လန်ရေးကိုတိုးတိုးတိတ်တိတ်ရောချက်ချဲလောင်လောင်ပါရက်တီအားပေးနေကြတယ်။သူတို့ဟာဒေါ်လန်ရေးရဲ့ရေတောက်မြစ်တွေပဲ။သူတို့ရှာဖွေရသမျှငွေတွေဟာဒေါ်လန်ရေးရဲ့စီစဉ်နေတယ်။ဒါပေမဲ့ နှစ်တေကြတာနဲ့အမျှစစ်ဘောင်ကပို့ပြီးတော့ကျင်လာတယ်ဈေးနှုန်းတွေကြီးလာတယ်ပြည်တွင်းပြည်ပငွေစည်းမတည်ငြိမ်မှုတွေကြောင့်စီးပွားရေးကျတက်လာတယ်2022ခုနှစ်မှာတော်လန်ရေးတဲ့ပါဝင်သူထက်2025မှာရော့လာတာတော့အမှန်တရားပဲလက်ရှိတော်လန်ရေးဟာဘယ်နိုင်ငံကြီးရဲ့အထောက်ပံ့မှမပါဘဲနဲ့ပြည်သူရဲ့ငွေနဲ့ပြည်သူအသက်တွေနဲ့ရှေ့ကိုရောက်လာခဲ့တာဖြစ်တယ် ဒီတော့ဒေါ်လာယင်းကိုကြာရခန္ဓာကပါဝင်ကြတဲ့ပြည်သူတွေပတ်စံရှာဖို့လိုပါတယ်ဒီအချိန်မှာမင်းတို့ကပတ်စံရှာနေရလားထမင်းငတ်နေကြလားဆိုတဲ့အပြောစိုတွေကိုဘေးဖယ်ထားလိုက်ပါအဲ့လူတွေကဒေါ်လာယင်းကတော်တော်စောက်ပြင်းကတက်တက်မှု အာလိုက်ချောင်နေတယ်သာမှတ်လိုက်ပါဒါကြောင့်မလို့ဒေါ်လာယင်းမှာအသက်ပေးပါဝင်နေသူမဟုတ်ခဲ့ရင်တော့ကိုကိုကိုလည်းရက်တည်နိုင်အောင်တိဆောက်ရမယ်တော်လိုင်းအေးမှာပြီးတော့ပါဝင်ကြမယ် အညာကရွာလေးတရွာလေးရင်ကျဲခံရတဲ့အချိန်မှာလိုက်စေးရောင်းရင်းနဲ့ငွေရှာရတဲ့ငွေတွေက50ရာခိုင်နှုန်းကိုအဲ့ဒီရွာကဒုက္ခရောက်နေသူတွေတော်လိုင်းတက်ဖွဲ့တွေကိုကူတဲ့သူနဲ့တနာလိုက်တာငါတို့မှငါတို့ပဲရှိတယ်ဆိုပြီးဘေးလို့ရဒေတာကနေအလူခံတော်လိုင်းရေးပဲလုပ်တယ်ဘာမှမလုပ်ဘူးဆိုပြီးတော်လိုင်းရေးအကြောင်းပြထားတဲ့ငွေတွေက100ရာခိုင်နှုန်းကတ်စားတဲ့သူနဲ့ဘယ်သူကပို့ပြီးတော့လက်ပြလုံးတင့်တယ်လဲ ို့ပြီးတော့လက်တွေကြတယ်လေတော်လိုင်းရေးတဲ့ပါဝင်ရင်ကိုတိုင်တော်လိုင်းရေးကိုမိခိုနေတဲ့သူမဖြစ်ပါစေနဲ့တော်လှန်ရေးရဲ့ဝင်ထုတ်ဝင်ပို့မဖြစ်ပါစေနဲ့တော်လိုင်းရေးမှာပါဝင်သူပဲဖြစ်ဖို့တိုက်တွန်းပါတယ်တချိန်ကတော့စစ်တပ်ကိုပုံကံမိသူတွေဟာအမှုပညာသမားဆိုအမှုပညာလုတ်ခွင်ပိတ်စီးပွားရေးသမားဆိုစီးပွားရေးလုတ်ခွင်ပိတ်ဈေးရောင်းစားရင်ဆိုင်ကန်းတွေပိတ်အခြေခံလူရန်စားဆိုဘယ်သူမှအလုံးမခန့်ရဲအောင်လှုပ်တဲ့ဒီစနစ်နဲ့ အနာရှင်ဟာတော်လန်ကြီးကိုကြောက်အောင်ယွန်းအောင်စိတ်ကိုအောင်ဒီပြောင်းကြီးတုံးခဲ့ကြတယ်အောင်လဲအောင်မြင်ခဲ့ကြတယ်အခုတော့အာသာချက်အနေနဲ့စက်သွေးရင်ဒီပညာလူမှုကွန်ရက်တွေရှိနေကြပါပြီမြန်မာတိုင်းရင်းသားတွေဟာလည်းဆက်ရှိရာစုကဂျူးတွေလိုပဲကဘာအနှက်ပြန့်ကျဲသွားခဲ့ကြပါပြီဒီချိန်ဒီမှာတော်လန်ကြီးမှပါဝင်လို့မင်းတို့ဒုက္ခရောက်ရတယ်မဟုတ်လားဆိုတဲ့အနာရှင်နေအနာရှင်နေရိုက်သွင်းတဲ့ဂျင်းတွေကိုချိုးဖျက်ရမယ်ငါတို့ကမင်းတို့ပုံကန်တော်လန်နေ တော်လန်သူတွေကိုအတက်ပေးတိုက်နေသူတွေထောက်ခံတယ်ဒီအတွက်လည်းနိုင်ငံကိုပြစ်ထားပြီးတော့ပြင်ပအောင်ပြီးတယ်ပြည်တွင်းမှာတိတ်ဆိတ်နေရတယ်ဒါမှမဟုတ်ငါတို့မှာလုံနယ်စွမ်းအားတွေအများကြီးရှိတယ်ဆိုတော့အနေထားရအောင်ကြိုးစားရမယ်အမှုပညာသမားတွေကပိုကောင်းတဲ့အမှုပညာတွေဖန်တီးမယ်ပညာရှင်တွေကပိုမြင့်မားတဲ့အတတ်ပညာတွေပေါ်ထုတ်ကြမယ်စီးပွားရေးသမားတွေကအခြေချရနိုင်ငံမှာ အောင်မြင်အောင်လုပ်ကြမယ်အခြေခံလုပ်သမားတွေကလည်း ိုမိုအားကိုရတဲ့လူသမားကောင်းတွေဖြစ်ရမယ်။တမအာဇီဝကိုတက်ကျွမ်းတဲ့ပညာရက်နဲ့ကျွန်တော်တို့ငွေရှာကြမယ်။စီးပွားရှာကြမယ်။ကျွန်တော်တို့တတိဖြစ်ရမယ်။တတိဖြစ်ရင်ရှေ့တန်းမှာအသက်နဲ့ဘဝတွေပေးထားကြတဲ့ရဲဘော်တွေအတွက်ပိုမိုပါဝင်ခြင်းအားဖြင့်ကူညီကြမယ်။အချင်းချင်းမျှဝေမယ်။အလုံးမရှိသူကိုအလုံးပေးနိုင်တဲ့အနေထားရအောင်ကြိုးစားမယ်။ဆေးရနာရှင် ကိုတော်လှန်ရင်ကိုယ့်လိုကိုစူးစမ်းရင်လည်းအပါဝင်လို့ရတယ်ဆိုတာကိုကျွန်တော်တို့ပြသကြမယ်တော်လှန်ရေးကိုမျက်ကွေပြုစစ်အုပ်စုနဲ့ပလူးနေကြတဲ့သူတွေအားကြရတဲ့အထိစူးစမ်းကြရမယ်အ ਨੇ ဆုံးတော့ကျွန်တော်တို့တော်လှန်ရေးတွေဝင်ထုတ်ဝင်ပို့မဖြစ်အောင်စူးစမ်းကြမယ်ဒုံမြမွေးနေဒုံမြရှုံးလိမ့်မယ်ဒါကြောင့်မို့ဒီလိုခေါင်းစဉ်တက်ပါတယ် တော်လန်ရေးမှာပတ်ဆိုင်ရှာကြတော်လန်ရေးမှာတထေးဖြစ်အောင်လုပ်ကြဒါကတော့ကျွန်တော်တို့အာရှနွားစာစဉ်ကရေးသားထားတဲ့ကျွန်တော်သဘောကျတဲ့စာစုလေးကိုရုပ်တံအနေနဲ့ဖတ်ပြတင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီထက်ကစာစဉ်တွေကအကြောင်းအရာအတိုင်းကျွန်တော်တို့ပို့ပြီးတော့စူးစမ်းဖို့လိုပါတယ်တော်လန်ရေးအတွက်ဝန်ထုတ်ဝန်ပိုးတွေမဖြစ်ရအောင် ျွန်တော်တို့လုံနိုင်စွမ်းရှိသည်မြကျွန်တော်တို့တက်စွမ်းနဲ့ပညာရက်တွေနဲ့ဒီတက်မကကျွန်တော်တို့ကြိုးစားကြမယ်ဒီတက်မကတော်လှန်ရေးမှာပါဝင်ကြမယ်လို့တိုက်တွန်းရင်းနဲ့ဒီကုန်းချုပ်ပါတယ်အဲဒီစာစင်မှာရေးသားထားတဲ့မျှဝေထားတဲ့အာရှနွားစာစင်အဖွဲ့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ